ယခုမြင်တွေ့ရတဲ့ရေဘောအုပ်ကတော့ကျွန်တော်တို့တူနဲ့ထုပြတဲ့ရေဘောအုပ်ကတော့ဘီလက်မြေတစားတဲတစားနဲ့ရိုးဆက်ပြီးတော့ပြုတ်လုထားတဲ့ရေဘောအုပ်ပါဒီလိုရေဘောအုပ်ကိုမာတယ်မမာဘူးပြော့တယ်မပြော့ဘူးတိအောင်လို့တခွဲခန်းမှာတိုင်းတိုင်းတော့ပို့ပြီးတော့တိကြမှာပဲယခုကတော့ဘီလက်မြေတစားတဲတစားနဲ့ရိုးထားတဲ့ရေဘောအုပ်ကဆိုလို့ရှိရင်ရေတွေကိုပြစ်ချတာ ပေါ်နေပါတယ်တူနယ်လဲထုလို့ရပါတယ်သူရဲ့မားတဲ့အဆင့်ကိုတိတိကျကျတည်ကျင်လို့ရှိရင်မိမိလုပ်တဲ့အုပ်ကိုဓာခွဲခန်းမှာ ကိုတိုင်ကိုကြားတွားပြီးတော့စမ်းသပ်ရင်တည်နိုင်ပါတယ်တူတကြောင့်လူကြီးမင်းတို့လည်းကျွန်တော်ရဲ့ရေဘောအုပ်တွေကိုဘလောက်ကောင်းတယ်မကောင်းတယ်သိရအောင်မိမိကိုတိုင်လုပ်ကြပါလို့တိုက်တွန်းပါတယ်ရောဆက်မဲ့အချိုးအစားတွေကိုလည်းဒီဗီဒီယိုထဲနောက်မှာကျွန်တော်ဇရာကွက်ကလေးနဲ့ဖော်မူလာလေးတွေထည့်ပေးထားပါတယ်။ညာကတော့ရေဘောပါခင်ဗျာ ရေဘောအုပ်ကိုလုတ်တဲ့နေရာမှာနီးတွေ3-4မျိုးလည်းလောက်ကြပါတယ်အမျိုးမျိုးလည်းလောက်ကြပါတယ်ရေမပေါ်တဲ့အုပ်လည်းလောက်ကြပါတယ်ပေါ်တဲ့အုပ်လည်းလောက်ကြပါတယ်ရေမပေါ်တဲ့အုပ်ကိုလုတ်လို့ရှိရင်ဘီလက်မီယာတစသဲရနှစ်ဆသုံးမဟုတ်သုံးဆရောဆက်ကြပါတယ်အမျိုးအစားတွေရောဆက်လိုက်လို့ရှိရင် မာတဲ့တိတ်သီးစာတွေရပါတယ်ဒီလိုရေဘောအုပ်တွေကိုစလုပ်တဲ့နေရာမှာပထမဦးဆုံးလိုအပ်ချက်ကတော့လီမုတ်ဆက်ဖြစ်ပါတယ်လီမုတ်ဆက်ကကြီးကြီးသေးသေးအကုန်ရပါတယ်ဒါမျိုးတစ်လုံးတို့လီမုတ်ဆက်တွေလည်းရပါတယ်ဈေးနှုန်းအနည်းအများလိုက်ပေါ်မူတည်ပြီးတော့လီမုတ်ဆက်တွေကလည်းအမျိုးအစားတွေကွဲပြားသွားမှာဖြစ်ပါတယ်ယခုမြင်တွေ့ရတဲ့လီမုတ်ဆက်ကတော့ ၃កောင်အားလီမုတ်ဆက်ဖြစ်ပါတယ်ဒီလီမုတ်ဆက်ကနည်းနည်းလေးအတန်ခြေကောင်းခြေပါလိမ့်မယ်နောက်တစ်မျိုးကတော့စီမဲ့လီမုတ်ဆက်တွေဖြစ်ပါတယ်ဒီလိုလီမုတ်ဆက်တွေကတော့အခုနောက်ပိုင်းလူတွေအသုံးများလာတဲ့လီမုတ်ဆက်တစ်မျိုးဖြစ်ပါတယ်ဒီဟာကတော့စူညံတဲ့အတန်တွေကိုရှော့ချပေးနိုင်ပါတယ်နောက်တစ်မျိုးအမြုပ်ဆက်လိုအပ်ပါမယ်ရေဘုံလုတ်တဲ့နေရာမှာအမြုပ်ဆက်ကမရှိမဖြစ်လိုအပ်ပါတယ်ဒီလိုအမြုပ်ဆက်တွေကိုလည်းမြန်မာနိုင်ငံမှာ လူတော်တော်များများကဖန်တီးတိဆောက်ထားတာတွေရှိပါတယ်အမြုပ်ဆက်ရပြီနောက်တစ်ခုကတော့လိုအပ်တဲ့စီးရီဖြစ်ပါတယ်ဒီလိုစီးရီကဆိုရင်လည်းကုမ္ပဏီတွေကတင်သွင်းပြီးတော့ရောင်းချနေတဲ့စီးရီတွေကိုအစင်သင်ဝယ်ယူလို့ရပါတယ်ဒီလိုစီးရီ1လီတာကိုရေအစ40နဲ့ရောပြီးတော့ခொနက်ကမြင်တွေ့ရတဲ့အမြုပ်ဆက်နဲ့ထုတ်ပြီးတော့အမြုပ်တွေကိုရရှိမှာမယ်အဲ့ဒီအမြုပ်နဲ့ ရောဆက်ပြီးလို့ရှင်ကျွန်တော်တို့ကမှွေဆက်လိုပါလိမ့်မယ်။အုံမွေးလုံးကိုမှွေဆက်လည်းရပါတယ်။ဒါကတော့မဆလာရဲ့ဘီလက်မြည်ရဲ့ရည်ရဲ့သဲရောပြီးတဲ့အချိန်မှာခုနလိုအမြုပ်နေနဲ့ရောဆက်လုပ်လို့ရှင်ရင်ဝိပောအုပ်တလကောင်ရည်ပောအုပ်တလကောင်အချိုးအစားတွေရရှိပါမယ်။တို့တို့ကြောင့်အုံမွေးလုံးရှိရင်အုံမွေးလုံးနဲ့ရတယ်။စက်ယုံအကြီးကြီးတွေမှာကတော့ဒါမျိုးစက်ကြီးတွေအကြီးတွေနဲ့လှုပ်ဆောင်ကြပါတယ်။ဒါမျိုးစက်တီကဆိုလို့ရှိရင်ဈေးနှုန်းအရ သိန်း3 4 5ဆရာတွေသိန်းညာနဲ့ချီရင်းနှီးမတည်ပြီးတော့စိတ်ယုံနေတီထောင်ကြကြရရှိပါတယ်ဒီຢာတွေကတော့မြန်မာပြည်မှာတွင်ကုန်ဆရာတွေကဖန်တီးထားတဲ့စက်တီဖြစ်ပါတယ်နီးစက်ရမြို့တိုင်းမှာလည်းဒါမျိုးစက်တီကိုဖန်တီးထုတ်လုပ် နေတာတွေရှိပါတယ်လူကြီးမင်းတို့လိုအပ်ခဲ့လို့ရှိရင်လည်းကျွန်တော်ကဒီပေါ်ဓာတ်ပုံတွေပံ့ပိုးပေးနိုင်ပါတယ်နောက်တစ်မျိုးကတော့ပလက်ဖွေဆက်ဖြစ်ပါတယ်ဒီလိုမှုဆက်တွေကလည်းကျွန်တော်တို့မျက်စိနဲ့ အမြဲတမ်းမြင်တွေ့နေကြမှုဆက်တစ်မျိုးဖြစ်ပါတယ်ဒါမျိုးမှုဆက်တွေလည်းတုံးရပါတယ်ဒါကတော့တုံးတုံးလုံးအုပ်ဆက်ယူဟာတုံးနေတယ်ပလက်မှုဆက်ကြီးဖြစ်ပါတယ်ဒီလိုမှုဆက်တွေကဆိုလို့ရှိရင်ဘီလက်မြေ1အိတ်2အိတ်3အိတ်5အထိမှုလို့ရတဲ့ဆက်ကြီးတွေဖြစ်ပါတယ်ဈေးနှုန်းကလည်းသိန်းရာနဲ့အချီတိရှိနိုင်ပါတယ်နောက်တစ်ခုကတော့တနိုင်တပိုင်းလှုပ်ချင်သူများအတွက်ဒါမျိုးလက်ကင်ရဲ့ ဘီးလက်မြည်မှုဇက်တွေနဲ့လည်းတုံးလို့ရပါတယ်။ဒါမျိုးမှုဇက်တွေကဆိုလို့ရှိရင်တနိုင် တစ်ပိုင်းလှုပ်ချင်သူတွေမိမိအိမ်မိမိစောက်ချင်သူတွေခြံစည်းရိုးလှုပ်တဲ့လူတွေပဲကိုယ်တိုင်ကိုကြလုံးမယ်ဆိုတဲ့လူတွေအတွက်လုပ်လို့ရပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဒါမျိုးဆက်ကလေးနဲ့တော်တော်များများလုပ်ငန်းတွေလုပ်ခဲ့တာ၄၅၆နှစ်တည်းလုပ်ဖူးပါတယ်။ဒါမျိုးဆက်တွေကတော့ဈေးနှုန်းအပြင်၃၄၅000ကနေပြီးတော့၃၄သိန်းအထိရှိတတ်ပါတယ်။ဒုတိယကြောင့်ကျွန်တော်တို့ လက်နဲ့မှုဆက်တွေလည်းရတယ်။အုံမွေးလုံးတို့မှုဆက်တွေလည်းရပါတယ်။အုံမွေးလုံးကတော့ကျွန်တော်တို့ CSC လည်းဖြော်လို့ရတယ်။ကြံတဲ့ကြောက်တွေပါတဲ့ကွန်ကရစ်တွေလည်းဖြော်လို့ရတယ်။နှမျိုးသုံးတုံးလို့ရပါတယ်။ဒါမျိုးပျော်ရည်တွေကိုရလာပြီး CSC ပျော်ရည်တွေရလာပြီဆိုလို့ရှိရင်မြေကြီးပေါ်ကိုဓာတ်ရိုက်လောင်းလို့လည်းရပါတယ်။အိမ်တွင်းနံရံကြီးလေဓာတ်ရိုက်လောင်းလို့ရပါတယ်ဒီလိုចန်းကင်းတွေကိုလည်းကြောက်မပါတန်မပါပဲနဲ့ညီကြီးဘော်ကို ိုကြိုက်ရာလေးလမတူတော်၎င်းငါးလမတော်၎င်းလုံးလို့ရပါတယ်အပေါ်ဒက်ကျမ်းပြင်ဒီမှာဆိုရင်လည်းဒက်ကင်ရှိဒီပေါ်မှာခင်းပြီးတော့တန်လီရက်ပြီးတော့လည်းလောင်းလို့ရပါတယ်ကြောက်လုံးဝမထက်ရပါဘူးတို့တကြောင်အထက်မြင့်နေလောင်းလို့ရှင်ဝိတ်ပေါ်ပါတယ်တို့တကြောင်ဒီလိုပျော်ရည်တွေကိုကန်ဒီပေါင်းနေလုတ်ပြီးတော့ဒါမျိုးစနစ်နဲ့ထုတ်လုလိုက်လို့ရှင်ရတယ်ကျွန်တော်တို့အုတ်တွေ ထွက်ချပါတယ်လီလမတော်၎င်းရှစ်လမတော်၎င်း6လမတော်၎င်းသူ့အတိုင်းတာနဲ့ဒီလိုဝေကူတဲ့စနစ်တွေနဲ့လှုပ်လို့ရှင်ကုန်ကြစီလက်တက်ပါတယ်တက်တာပါတယ်ဒါကတော့စက်ယုံတစ်ခုကနေပြီးတော့တိတ်မှုစနစ်နဲ့ဖြတ်ထားတဲ့အုပ်တွေဖြစ်ပါတယ်ဒီလိုအုပ်တွေကဆိုလို့ရှင်စက်ယုံတစ်ခုမှာဒါမျိုးထုတ်လို့ရှင်ထုတ်လို့မှု အများကြီးထုတ်နိုင်ပါတယ်တနေ့တနေ့ကိုတောင်းနဲ့ချီထုတ်လို့ရပါတယ်ဒုတိယကြောင့်တနိုင်တယ်ပြန်လောကောင်စိတ်ယုံအကြီးကြီးတော်လောကောင်လုံမယ်ဆိုလို့ရင်မိမိရဲ့ယင်းဒီမတီငွေပေါ်မူတည်ပြီးတော့ကြီးလဲချက်လို့ရပါတယ်သေးသေးလေးလဲလုတ်လို့ရပါတယ်ဒီလိုစိတ်ယုံကတော့သုံးလုံးလုံးအုပ်စိတ်ယုံကဆိုရင်ရန်ကုန်မြို့မှာရှိပါတယ်ထောက်ကျန်နေပြီမှာရှိပါတယ်ဒီလိုအုပ်စိတ်ယုံကဆိုရင်သူကကိတ်စနစ်နဲ့ထုတ်တဲ့ CSC ဝိတ်ပေါ်အုပ်တွေကို ထုတ်လုပ်နေတဲ့စက်ရုံအကြီးတစ်ခုဖြစ်ပါတယ်တို့တဲ့ကြောင့် CSC အုပ်တွေကိုထုတ်လုပ်မယ်ဆိုလို့ရှိရင်စနစ်တွေရှိပါတယ်နီးစနစ်တွေရှိပါတယ်တခြားနီးစနစ်တွေကိုလည်းကျွန်တော်ကတို့ရောမျှဝေပြီးနေတာရှိပါတယ်ဒီစနစ်ကတော့ကိတ်စနစ်လို့ခေါ်တယ်လွှာနဲ့အလွယ်တကူ၄နိုင်အကြာမှာလှီးဖြတ်တဲ့စနစ်တစ်ခုရှိပါတယ်နောက်စနစ်တစ်ခုကတော့ vertimo လို့ခေါ်တဲ့အသင့် လုတ်ပြီးသားမူကွက်တွေတွေကိုလောင်းထည့်တာဖြစ်ပါတယ်ဒီလိုစနစ်ကလည်းတုံးလို့ရပါတယ်ဒီစနစ်ကတော့ကုန်ကျစရိတ်နည်းနည်းသက်သာတဲ့စနစ်ပါနောက်စနစ်ကတော့ battery မူလို့ခေါ်တဲ့အလိုက်တင်လေးလုတ်ပြီးသားမူကွက်တွေတွေကိုလောင်းထည့်တဲ့စနစ်ဖြစ်ပါတယ်ဒီစနစ်ကတော့ငွေကုန်ကြီးကြနည်းနည်းလေးရှိကောင်းရှိပါလိမ့်မယ်မိမိရင်းရင်းတလောက်မူတွေအများကြီးလိုအပ်ပါတယ်တနေ့ကိုအုတ်အလုံး2000ထုတ်မလား2000ထုတ်မယ်ဆိုရင် မူကွက်အလုံး2000လူပါလိမ့်မယ်ကျွန်တော်တို့ပျော်ရည်တွေအားဆိုရင်ဒီနေ့လောင်းပြီးရင်နောက်တစ်ရက်မနေ့ကျမှဆွဲထုတ်လို့ရတဲ့အတွက်ကြောင့်သူ့အတွက်အုတ်လူအပ်သမျှထုတ်သမျှအတွက်မူကွက်တွေလိုအပ်ပါတယ်သူတို့ကြောင့်မိမိကတနေ့ကိုဘီလက်မြေဘယ်နဲ့အိတ်ထုတ်မလဲ၁၀အိတ်ထုတ်မယ်ဆိုရင်၁၀အိတ်စာမူကွက်တွေလိုပါမယ် ဒီစက်ယုံကတော့မြောက်ဥတီမှာရှိတဲ့လင်းဘလောက်စက်ယုံရဲ့မြင်ကွင်းလေးဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင်ဒီလိုပထရီမူတွေနဲ့လောင်းတဲ့အုတ်ခွက်တွေယာနဲ့ချီရှိပါတယ်မူတမူကို28လုံးထွက်ပြီးတော့မူယာနဲ့ချီရှိတဲ့အတွက်ကြောင့်တနည်းတနည်းကို10လုံးဆိုရင်အလုံး290အလုံး100ဆိုရင်အလုံး2800ထွက်ပါတယ်တောင်းနဲ့ချီသူ့စက်ယုံကားတယ်ပြီးတော့ထုတ်လို့ နိုင်ပါတယ်သူ့ဆက်ယုံပါဆိုလို့ရှင်စနစ်နှမျိုးနဲ့ထုတ်လုပ်ပါတယ်ဒါမျိုးဘက်ထရီမူတဲ့ကို လောင်းတဲ့စနစ်တစ်ခုရဲ့နောက်ပြီးတော့ဆက်အကြီးတွေနဲ့ကာတင်ဆက်ကြီးတွေနဲ့အော်တိုမက်တစ်ဖြတ်တဲ့ဆက်တွေနဲ့ထုတ်လုပ်တဲ့စနစ်တစ်ခုလည်းသူလုပ်ပါတယ်ဒီလိုဖြတ်တဲ့စနစ်ကြီးတွေပါဆိုရင်ရင်းနှီးမတည်မွေနဲ့တွက်လို့ရှိရင်အများကြီးရင်းရပါတယ်သူ့ဆက်ယုံပါဆိုလို့ရှိရင်လည်းတစ်နေ့တစ်နေ့အုတ်လုံးကြီးတောင်းနဲ့ချီ ထွက်ရှိတဲ့စက်ယုံတယုံလည်းဖြစ်ပါတယ်သူတို့ကြောင့်ဈေးကွက်မှာလိုအပ်နေတဲ့အုတ်တွေကိုတောင်းနဲ့ချီထုတ်လို့ရှိရင်စက်ယုံကြီးကြီးလိုပါတယ်ဘီးလက်မြေတွေအများကြီးလိုပါတယ်အုတ်ခွက်မူတွေအများကြီးလိုပါတယ်သူတို့ကြောင့်ဒီလိုဝိတ်ပေါ်တွေ CSC တွေလုပ်မယ်ဆိုလို့ရှိရင် အုတ်တင်မကားပါဘူးတခြားညီးပညာနဲ့ပတ်သက်တဲ့ကွန်ကရစ်နဲ့ပတ်သက်တဲ့ညီးပညာပစ္စည်းတွေ pre-cut တွေတော့လကောင်း ခြံစည်းရိုးတွေတော့၎င်းခြံစည်းရိုးပြားတွေတော့၎င်းအများကြီးထုတ်လို့ရပါတယ်သူတို့ကြောင့်ကျွန်တော်တို့ကတိုးတက်နေတဲ့ဤပညာကိုလလန်းမိအောင်လို့ဤပညာကိုပုံမူပြီးတော့လေ့လာနေရမှာလည်းဖြစ်ပါတယ်သူတို့ကြောင့်ဒီလိုစီရင်စီကိုအုတ်လောက်နေရနေလို့မရပါဘူးကြံတဲ့ material ပစ္စည်းတွေအများကြီးလုတ်လို့ရပါတယ်အုတ်တော့၎င်းတခြားလူသုံးဆောင်ပစ္စည်းတွေနေရာမှာလဲ CSC ဝိပော့နီးပညာတွေတုံးလို့ရပါတယ် ဒီလိုမျိုးမီးဗိုတွေလည်းထုတ်လို့ရပါတယ်ပိုလုံးတွေပရီကက်အပြားတွေတခြားလူအသုံးဆောင်ပစ္စည်းတွေနှီးနှောနေတဲ့ပစ္စည်းတွေလည်းထုတ်လို့ရပါတယ်တို့တဲ့ကြောင့်ကွန်ကရစ်နဲ့ပတ်သက်တဲ့ပစ္စည်းတော်တော်များများကို CLC နဲ့ဖန်တီးထုတ်လုပ်နေတဲ့လုပ်ငန်းရှင်တော်တော်များများလည်းပေါ်ပေါက်နေပြီဖြစ်ပါတယ်ကျွန်တော်ကတော့နှီးပညာကိုပံ့ပိုးပေးတဲ့နှီးပညာသင်တန်းကျောင်းတွေပေါ်ဆောင်ပေးနေတဲ့တဲ့ကြောင့်တချို့လာရောက်သင်ကြားတဲ့လူတွေကဆိုရင်တို့လုပ်ငန်းတွေမှာလိုအပ်တဲ့ အချက်လက်တွေကိုဒီလိုဝိပေါ်နီးပညာကိုမျှဝေပြီးတော့သူတို့ကဖန်တီးနေတာတဲ့လုပ်ငန်းတွေလည်းအများကြီးရှိနေပါပြီသူတို့ကြောင့်လူကြီးမင်းတို့လည်းလေ့လာကြပါဒါမျိုးအုပ်စက်ယုံကြီးတွေကိုလေ့လာမယ်ဆိုလို့ရှိရင်နီးပညာတွေတည်မှရမယ်သူတို့ကြောင့်ဒီလိုအုပ်တွေကိုဘလို့ရောဆက်ရမယ်ဘလောက်အချိုးစားတွေရောဆက်ရမယ်ဟာတွေကသူ့မှာပုံသေးနီးတွေရှိပြီးသားပါဒီပုံသေးနီးတွေကကျွန်တော်တို့နိုင်ငံသားက တချို့ပညာရှင်တွေလုတ်ထားတဲ့ပုံစံဤကိုကျွန်တော်တို့မြန်မာမှုနဲ့မြန်မာမျက်နီးဆက်တဲ့ညီညီဆက်ဆက်ဖြစ်အောင်ကျွန်တော်တို့တိုင်းပြည်မှာရတဲ့တရားစတာလေးတွေနဲ့ပို့ဆောင်လို့ရတဲ့ဤပညာတွေလည်းဖြစ်ပါတယ်သူတို့ကြောင့်ဒီလိုဤပညာကိုမပြတ်စင်စက်မပြတ်လည်လာခြင်းအပြင်ကွန်ကရစ်လောကကြီးမှာတခန်းတခန်းနာကားတွေပြီးတော့ဝိတ်ပေါ်အုပ်တော်၎င်းကြီးပေါ်အုပ်တော်၎င်း ဖြည့်တင်လို့ရပါတယ် YouTube မှာလည်းကျွန်တော်ရဲ့ video မြောက်များစွာကိုကြည့်လို့လည်းရပါတယ်တို့တော့ကြောင့် CSC ဝိပ်ပေါ်ဆို၎င်းရေပေါ်ဥတ်တော်ကောင်းလုံးမယ်ဆိုလို့ရှိရင်လည်လာကြပါစက်တီလည်းတော်တော်များများပေါ်နေပါပြီတော်တော်များများလည်းလုံးလို့ရနေပါပြီလူကြီးမင်းတို့ကိုလည်းအခွင့်အခါသိလို့ရှိရင်သင်တန်းတွေလာရောက်တက်လို့လည်းရပါတယ်အွန်လိုင်းနဲ့လည်းလည်လာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ